မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ခံစစ်ပြင်ဆင်ထားတဲ့ခလရ295ကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေဟာအမှတ်နှစ်ချစ်ကြီးဒရားမှာပိတ်မိနေဆဲဖြစ်ပြီးတော့ထိုင်းမြန်မာနယ်စပ်နဲ့မြောက်ပိုင်းမြို့ပေါ်နောက်ဆုံးအခြေအနေများကိုတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြောက်ပိုင်းမြို့ကို KNL ဦးဆောင်တဲ့တော်လိုင်းတက်တွေကတိမ့်ပိုက်ပြီးတဲ့နောက်မှာဒီကနေ့ဒုတိယနေ့မနက်ပိုင်းအဖြစ်နဲ့မြောက်ပိုင်းမြို့ပေါ်မှာ ဈေးဆိုင်တချို့ဟာပြန်လဲဖွင့်လဲပြီးတော့ပုံမှန်အတိုင်းတွာလာနေကြတယ်လို့သိရပါဗျ။အမတ်တက်မြဝတီချစ်ကြီးရဲ့တရားကိုပုံမှန်အတိုင်းဖွင့်လှစ်ပေးထားပြီးတော့အမတ်နဲ့ချစ်ကြီးရဲ့တရားကိုတော့ယာယီဖွင့်လှစ်ပေးခဲ့ကပိတ်မိနေတဲ့ကုန်တင်ကားများကိုဖြတ်တန်းခိုင်းနေတယ်လို့ထိုင်းသတင်းကဖော်ပြထားပါတယ်။ခလာယာ2ခွန်5ကထွက်ပြေးသွားတယ်။စစ်ကောင်စီတပ်သားအင်အား200ဟာအမတ်နဲ့ချစ်ကြီးရဲ့တရားမှာပဲဆက်လက်ပိတ်မိနေသေးဖြစ်ပြီးတော့တော်လိုင်းရေးတပ်များကလည်းလာရောက်တိုက်ခိုက်ခြင်းမရှိဘူးလို့သိရပါတယ်။ထိုင်းနိုင်ငံဘက်ကခိုးလုံခွေရရှိဖို့ကိုလည်း ဆက်လက်ပြီးတော့စောင့်ဆိုင်းနေသေးဖြစ်တယ်လို့သိရပါဗါဒတော်လိုင်းတက်တီဘက်ကပိတ်မိနေတဲ့စစ်သားများကိုလက်နက်ချဖို့အတွက်ကမ်းလှမ်းမှုတွေရှိခဲ့တယ်လို့သိရပါဗါထိုင်းဒုဝန်ကြီးချုပ်နဲ့နိုင်ငံသားရေးဝန်ကြီးမစ္စတာပမ်ပရီဖြစ်တန်နုကွန်ကလည်းဒီကနေ့မှာထိုင်းမြန်မာနယ်စပ်ကိုလာရောက်ပြီးတော့အမှတ်တက်တရားနဲ့အမှတ်နဲ့တရားကိုစစ်ဆေးမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်တရင်ကတော့အကျန်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းဟာမော်လမြိုင်မှာရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်မှာ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့်ဒဏ်ရာရရှိခဲ့ပြီးတော့အိန္ဒိယကအယူအကျော်ခွဲစိတ်ပါရဂူကိုပင့်ဖိတ်ပြီးတော့စေဝါကူတာမှုခံယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့နဲ့10ရက်နေ့တွေမှာမော်လမြိုင်မှာရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်အတွင်းရုံးတက်ပြီးအစည်းအဝေးလုပ်နေတယ်။စစ်ကောင်စီရဲ့ဒုစစ်ခေါင်းဆောင်ကိုရှားထူအောင်နီးပညာတက်ဖွဲ့ Alpha Bex တက်ခွဲကကာမီကာစီဒရုန်းများနဲ့နှစ်ရက်ဆက်တိုက်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာဒုစစ်ခေါင်းဆောင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ AP လ10ရက်နေ့ဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ခမ်းမဆောင်ဘော်ကို drone ပုံချက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ခမ်းမဆောင်ရဲ့ခေါင်းမိုးပြုတ်ကျတဲ့အတွက်ကြောင့်ပခုံးနဲ့အယိုးကြောတွေထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။အိန္ဒိယကအယိုးကြောခွဲစိတ်ပါရဂူကိုပင့်ဖိတ်ပြီးတော့ပြတာစေဝါကူတာမှုတွေခံယူခဲ့ရတယ်လို့သိရပါတယ်။သေးတယ်ဆိုတာတော့မဟုတ်ပါဘူး။ဒဏ်ရာရပြီးတော့စေဝါကူတမှုခံယူနေပါတယ်လို့စစ်ဘက်ဆိုင်ရာသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ drone နဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာစစ်တပ်ဘက်ကအရာရှိတချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပြီးတော့ဒုစစ်ခေါင်းဆောင်စိုးဝင်းနဲ့တခြားစစ်ဗိုလ်ချုပ်တချို့ဟာလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာဒုစစ်ခေါင်းဆောင်စိုးဝင်းဟာစစ်တပ်ဆိုင်ရာအစည်းအဝေးများနဲ့အခမ်းအနားများကိုယာယီအားဖြင့်မတက်နိုင်သေးတော့လဲဒဏ်ရာတက်တာရနဲ့လူလုံးပြရှေ့ပြန်ထွက်ဖို့ရှိနေပြီးတော့အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်းသတင်းရရှိပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကတ်မြို့နယ်နန်ယာစစ်ကောင်စီတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကတိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများစွာကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီနဲ့ SNA ရှမ်းနီပြည်သူစစ်တွေပူးတွဲနေရာယူထားတဲ့နန်ယာတပ်စခန်းကို AP လ9ရက်နေ့ကစတင်ထိုးစစ်ဆင်ခဲ့ရာ AP လ17ရက်နေ့မနက်မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စီရေးသတင်းအရေးမြစ်ကဖော်ပြထားတဲ့ရုပ်သံမှတ်တမ်းမှာစစ်ကောင်စီထံကနေပြီးတော့ရရှိတဲ့လက်နက်ခဲယမ်းများကိုစုပုံထားရှိမှုနဲ့ KIA ရဲဘော်များကစခန်းအတွင်းမှာရှင်းလင်းရေးတွေလှုပ်ဆောင်နေမှုများကိုတွေ့ခဲ့ရပါတယ်။နန်ယာစခန်းသိမ့်ပိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကဧပြီလ17ရက်နေ့မှာအတည်ပြုပြောဆိုထားပါတယ်တပ်စခန်းထဲမှာနယ်မြေရှင်းလင်းရေးတွေလုပ်တဲ့အနေအထားဖြစ်ပါတယ်အဲ့ဒီဘက်ကမြေပြင်သတင်းတွေလည်းပြည့်ပြည့်စုံစုံကတော့မကြားရသေးပါဘူးတင်းလိုက်ပြီဆိုတဲ့သတင်းတော့ပဲပေးပို့တာလို့ဗိုလ်မှူးကြီးနော်ဘူးကပြောဆိုခဲ့ပါတယ်နန်ယာစစ်ကောင်စီတပ်စခန်းတင်းပိုက်မှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်90ကျော်လက်နက်ချခဲ့ပြီးတော့ရှမ်းနေပြည်သူစစ်တွေလည်းပါဝင်တယ်လို့စီရေးသတင်းရေးမြစ်ကပြောပြထားပါတယ် KIA က AP လ9ရက်နေ့က ဖားကတ်မြို့နယ်စေစင်းရဲစခန်းကိုတင်ပိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီအချိန်ကလည်းစစ်ကောင်စီရဲတပ်ဖွဲ့ဝင်23ဦးလက်နက်ချခဲ့ရာလက်နက်22လက်ရရှိခဲ့တယ်လို့စီရေးသတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးရမယ်တရင်ကတော့မြကြီးနားနဲ့ဝိုင်းမော်မျိုးကိုဆက်သွယ်ထားတဲ့ဗလာမင်းထင်တရာအနီးမှာရှိတဲ့စစ်ကောင်စီရဲ့စစ်စေးရေးဂိတ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေက AP လ17ရက်နေ့ည9:00နာရီခွဲအချိန်မှာတွားရောက်ပြစ်ခတ် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နှစ်ချက်စော်သွားတာအိမ်တော်တုံးနေတော်တော်လေးကိုပြင်းတယ်စစ်တပ်ဘက်ကလည်းပြန်ပစ်တယ်လို့ဝိုင်းမော်မျိုးကန်တူကပြောပြလာပါတယ်။ပြင်းထန်တဲ့ပေါက်ကွဲတံနှစ်ချိန်ကြားရပြီးတဲ့နောက်မှာတနက်ပြစ်ခတ်တန်းတွေထတ်ကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ည7:00နာရီကမှပြစ်ခတ်တန်းတွေငြိမ်သွားတယ်လို့မြစ်ကြီးနားနဲ့ဝိုင်းမော်မျိုးကန်တွေကပြောပါတယ်။ဝိုင်းမော်မျိုးဟာမြစ်ကြီးနားမျိုးနဲ့6မိုင်ခန့်တာကွာဝေးတယ်လို့သိရပါတယ်။ ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့ကအချုပ်သားအယောက်30ခန်းကိုမြေကြီးနာမြို့ရဲစခန်းကိုပို့ဆောင်ပြီးတော့ပြန်လာတယ်ရဲတပ်ဖွဲ့အချုပ်ကားဟာမြေကြီးနာဝိုင်းမော်လမ်းမှာပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့ရဲတအုပ်တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA ဥဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီဟာဝိုင်းမော်မြို့နယ်မှာမက်လ10ရက်ကနေပြီးတော့မက်လ10ရက်နေ့အထိတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ယခုအခါမှာတော့စီရေးအခြေအနေတွေငြိမ်သက်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ ာနာသိန်းအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့မိသားစုတွေဟာတကြံကာလာအတွင်းမှာမိမျိုးကိုလာရောက်มาဖြစ်တဲ့အတွက်စစ်ကောင်းစီအုပ်စုရဲ့အောက်ခြေဝန်ထမ်းတွေဟာမြို့အနှက်တန်ရှင်းတွေလုံနေရတယ်လို့နေအိမ်တချို့ကိုလည်းဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တကြံကာလာအတွင်းမှာမိမျိုးကိုမင်းအောင်လိုင်းနဲ့မိသားစု၃ရက်ကြာလာရောက်အပန်းဖြေမယ်လို့သတင်းကြားထားကြောင်းဒေသခံတွေကပြောပါတယ်။ဒါအပြင်မိမျိုးကစစ်အုပ်စုတုတေသနတက် စစ်တပ်ကတော့ DSA နဲ့စစ်နည်းပညာတပ်ကတော့ DSTA တွေကိုမင်းအောင်လိုက်လာမှာဖြစ်တဲ့အတွက် DSTA နဲ့သူတေသနာတပ်ဂျားမာရှိတဲ့မေမျိုးရေချမ်းအိုးရက်ကွက်ကနေအိမ်300ကျော်ကိုအေပီလ6ရက်နေ့မှာစစ်ကောင်စီအုပ်စုကဘူဒိုဇာနဲ့ဖျက်ဆီးသွားတယ်လို့မြို့ကန်တွေကပြောပါတယ်။မင်းအောင်လိုက်ရဲ့လုံခြုံရေးအတွက်ဆိုပြီးတော့အဲ့ဒီရေချမ်းအိုးရက်ကွက်ကနေအိမ်တွေကိုချိုးတင်အကြောင်းကြားထားခြင်းမရှိဘဲနဲ့စစ်ကောင်စီအုပ်စုကဘူဒိုဇာနဲ့ထိုးဖျက်သွားတယ်လို့ဆိုပါတယ်။ပြင်းလွင်ကနေလမ်းရှုပ်ဘက်ကိုထွက်တဲ့ဘက်ဆိုတော့တော်တော်လေးကိုကြောက်နေတဲ့ပုံပဲ။ ူတေသနာတက်ကလည်းအဲ့ဒီဘက်မှာရှိတာအဲ့ဒီတက်ကနေ DSTA ကိုလာရင်ရင်တန်းကဒီဘေးကဖြတ်ရမှာဆိုတော့ကြောက်ပြီးတော့အိမ်တွေကိုဖြတ်ခိုင်းတာလို့မြို့ကန်တအုပ်ကပြောပါတယ်ဒါအပြင်စစ်ကောင်စီအုပ်စုရဲ့အောက်ခြေဝန်ထမ်းတွေကလည်းမြို့အနှံ့တန်ရှင်းရေးလုပ်နေရပြီးတော့အနီးစခန်းလေစိတ်အုတ်တိုင်းတွေကိုထုံးဖြူတုတ်တာအနီးစခန်းကနေမင်းမျိုးသွားတဲ့ကတရလမ်းပေါ်ကမြင်းကြားတွေကိုရေးဆေးပြီးတော့ဆေးပြန်တုတ်တာအဲ့ဒီအနီးစခန်းမင်းမျိုးလမ်းတစ်လျှောက်လမ်းတန့်ရှင်းရေးလုပ်တာပြီးခဲ့တဲ့လပိုင်းကအနီးစခန်းအနီးတစ်ဝိုက် ကားလမ်းဘေးကဖျက်ဆီးထားတဲ့နေအိမ်အုပ်တိုင်းတွေကိုဆေးတုပ်ပြီးတော့တန်ရှင်းတွေလုံနေရတယ်လို့ဆိုပါတယ်အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာနေပြည်တော်တကြံမှာတရက်နေပြီးတော့မိသားစုနဲ့အတူမင်းမျိုးမှာ၃ရက်ကြာလာရောက်အပန်းဖြေမယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အတွင်းမှာတကြံပျော်ပွဲရှင်ပွဲများမပြုတ်လောက်ကြဖို့ကိုရခိုင်အမျိုးသားအဖွဲ့ချုပ်က AP လ17ရက်နေ့နေစွဲနဲ့ထုတ်ပြန်ပြီးတော့မြစ်တာရက်ခံထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ရခိုင်ဒေသအတွင်းမှာဖက်ဆက်အကြမ်းဖက်စစ်ကောင်စီတပ်နဲ့အာရဂန်တပ်တော်တို့ဟာနေ့စဉ်ရက်ဆက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတဲ့အပြင်တရက်ထက်တရက်တိုက်ပွဲများပုံမပြင်းထန်လျက်ရှိနေသေးဖြစ်တယ်လို့သိရပါတယ်စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီဟာအာရဂန်တပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားတဲ့ဒေသများအတွင်းသာမကဘဲနဲ့နောက်ထပ်သိမ်းပိုက်ဖို့အတွက်ကြိုးပမ်းနေတဲ့နေရာတွေကိုပါလူစုလူဝေးလို့ယူဆရတဲ့နေရာများအားအလစ်ချောင်းအငိုက်ဖမ်းပြီးတော့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ဥတီပစ်ခတ်ခြင်းတို့ကိုပြုလုပ်ဖို့အတွက် နေ့စဉ်ရက်ဆက်ကြိုးပမ်းလျက်ရှိတယ်လို့ရခိုင်တပ်တော် AA ကသတိပေးထားပါတယ်။ဒါကြောင့်အခုကာလဟာစီရေးပြင်းထန်နေတဲ့ကာလဖြစ်တဲ့အလျောက်မကြာမီမှာကြာရောက်လာမယ်။ဒကြံကာလအတွင်းမှာမြို့ပြနဲ့ကျေးလက်ဒေသများမှာလူစုလူဝေးများပြုတ်လုပြီးတော့ပျော်ဝဲရှင်ဝဲများကိုမပြုတ်လုကြဖို့ကိုရခိုင်အမျိုးသားအဖွဲ့ချုပ်ကအာရဂန်မိဘပြည်သူများကိုမြစ်တာရက်ခံပန်ကြားထားတယ်လို့သိရပါတယ်။ဒါအပြင်လူအများပြားစီးနေလိုက်ပါမယ်ကားများနဲ့မြို့ပြဒေသများတမျိုးနဲ့တမျိုးတရွာနဲ့တရွာချားမှာတခုံလှက်ပတ်ပြီးတော့ရေကစားခြင်း လူစုလူဝေးဖြစ်စေတဲ့ဒကြံမန်တပ်များရှိုးဝဲများပြုလုပ်ခြင်းဖုံးတော်ကြီးအပေါင်းများမှာလူစုလူဝေးများနဲ့ဥပုပ်သီလစောက်တည်ခြင်းအလူအတန်းများပြုလုပ်ခြင်းတို့ကိုလည်းလုံးဝမပြုလုပ်ကြဖို့အတွက်ဆက်လက်မြစ်တာရက်ခံထားတယ်လို့သိရပါတယ်စစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာစစ်ပွဲနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့အပြစ်မဲ့တဲ့ပြည်သူတွေကိုအလေးအငိုက်ချောင်းပြီးတော့ ဥတီတိုက်ခိုက်တိုက်တဲ့အကျင့်ရှိတဲ့အတွက်ကြောင့်တကြံကာလာအတွင်းမှာမလူလန်းအပ်တဲ့အသက်များအစုလိုက်အပြုံလိုက်တိတ်ဆုံးမှုထိခိုက်ဒဏ်ရာရမှုများကနေပြီးတော့ကြိုတင်ကာကွယ်နိုင်မှုအတွက်တိကျစွာလိုက်နာဆောင်ရွက်ကြဖို့ကိုရခိုင်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခမောင်း